မန်ယူသိန်းဟာလာမယ့်စနေနေ့မှာရှင်ပြန်ရမယ့် Brentford အသင်းနဲ့ Premier League ပွဲစဉ်မှာဒီယာတီရဲ့တတိယဝင်ဆောင်ကိုပထမဆုံးအကြိမ်အဖြစ်ဝင်ဆင်ကစားမယ်လို့သိရပါဗျ။မန်ယူသိန်းဟာလက်ရှိရှင်ပြိုင်နေတဲ့2025-26ရာသီမှာအိမ်ကွင်းဝင်ဆောင်ကိုအနီရောင်အဝေးကွင်းဝင်ဆောင်ကိုအဖြူရောင် တတိယဝန်ဆောင်ကိုအနောက်ရောင်အဖြစ်ထုတ်လုပ်ထားပါတယ်။မယူအသိအနေနဲ့အဖြူရောင်အဝေးကွင်းဝန်ဆောင်ကိုရာသီကြိုကာလမာတာဝစ်ဆင်ခဲ့ပြီးဒီရာသီရှင်ပြိုင်ကစားခဲ့တဲ့ပရီးမီးယားလိငါးပွဲနဲ့လိဖလာတပွဲမှာအနီရောင်အင်ကွင်းဝန်ဆောင်နဲ့သာရှင်ပြိုင်ကစားခဲ့တယ်လို့သိရပါတယ်။မယူအသိရဲ့အခုရာသီတတိယဝန်ဆောင်ဟာ1993ကနေ1995ခုနှစ်အတွင်းဝစ်ဆင်ခဲ့တဲ့အဝေးကွင်းဝန်ဆောင်ကိုပြန်လည်ဆန်းသက်ဖန်တီးထားတာဖြစ်ပြီးအဲ့တုန်းက1993-94ရာသီမှာပရီးမီးယားလိနဲ့ FA ဖလားနှလုံးရယူနိုင် ခဲ့တယ်လို့သိရပါတယ်။မန်ယူသင်းဟာဘရန်ဖို့နဲ့ပွဲမှာပေါင်းမိနယ်ခြေရေးကိုတော့ပြိုင်ဘက်နဲ့အယောင်ကွဲစေဖို့အတွက်အနက်ရောင်အစားအဝါရောင်ကိုဝစ်ဆင်သွားမယ်လို့သိရပါတယ်။